ပဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ခဲနဲ့ပောက်တာ၊အနီးကဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန္တရာယ်ရှိတဲ့အပြုအမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်သတိရှိပါစကောင်စီရွေးကောက်ပွဲကိုတက္ကသိုလ်တက်မဲ့ចောင်းသားចောင်းသူတွေမဲမပေးရင်ចောင်းအပ်လက်မခံဘူးလို့ចောင်းသားចောင်းသူတွေကပြောပါတယ် ရွေးကောက်ပွဲကျင်းပမယ့်ရမအသက်ပြည့်ပြီးမဲဆန္ဒပေးခွင့်ရှိတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာသက်ဆိုင်ရာမြို့နယ်ပြင်ပမှာရှိတဲ့တက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်တွေမှာတက်ရောက်နေခြင်းဖြစ်တယ်လို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။ဒါကြောင့်မဲဆင်းပါရှိပြီးတက္ကသိုလ်တက်ရောက်ရမယ့်ကျောင်းသားကျောင်းသူတွေအနေနဲ့မိမိတို့မဲဆင်းပါရှိရာရက်ွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့အစည်းရုံးတွေမှာမဲပေးဖို့တိုက်တွန်းထားပါတယ်။ဒါပေမဲ့မဲမပေးတဲ့ကျောင်းသားကျောင်းသူတွေကိုတက္ကသိုလ်တက်ရောက်ခွင့်အတွက်ကျောင်းအပ်လက်မခံဘူးလို့ စစ်ကောင်စီခန့်ဆရာဆရာမတွေကပြောဆိုထားတယ်လို့သိရပါတယ်။မဲမပေးရင်ကြောင်းအပ်လက်မခံဖို့အထက်ကညွှန်ကြားထားတယ်ဆိုပြီးပြောတယ်။ဒါကတသက်ချင်းချောက်တာပါ။ကိုကြိုက်ရင်ပေးမယ်မကြိုက်ရင်မပေးဘူးပေါ့လို့တက္ကသိုလ်တတိယနှစ်ဥပဒေကျောင်းသားတို့ကပြောပါတယ်။ကြပြင်ကျိုတေဆန္ဒမဲပေးပြီးကြောင်းတတိခန့်လက်မှတ်ပါမှသာကျောင်းအပ်လက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။မဲစင်းပေါရှိတဲ့ကျောင်းသားကျောင်းသူတွေကိုနိုဝင်ဘာလ18ရက်ကနေ21ရက်ထိသက်ဆိုင်ရာရက်ွက်ကြီးရွာအုပ်စုကွန်ရှင်အဖွဲ့ခွဲရုံးတွေမှာ နိုင်ငံသားစီစီရေးကအကြောင်းသားကဒါမှမဟုတ်ចောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသပြီးဂျိုတင်ဆန္ဒမဲပေးနိုင်တယ်လို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကအသိပေးထုတ်ပြန်ထားပါတယ်။အာဏာသိမ်းစစ်ကောင်စီဟာရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်ကစပြီးအပိုင်း3ပိုင်းခွဲပြီးပြုလုပ်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ ပဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ခဲနဲ့ပေါက်တာ၊အနီးကဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန္တရာယ်ရှိတဲ့အပြုအမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်သတိရှိပါ